မနေ့ဖြစ်မှာတော့ရော့ထန်ရေရောက်ဖဖြစ်တဲ့စံငါတဲ့နဲ့ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာဖြစ်တဲ့စူပါရေချမ်းတို့ရဲ့ထိုးပွဲကြီးကိုကြည့်ရှုရတော့မှာပြီဖြစ်ပါရီ။ဒါကြောင့်မြန်မာကပရိသတ်တွေကရောအင်္ဂါပရိသတ်တွေကရောအတော်လေးကိုစိတ်လှရှားနေကြပြီလေဖြစ်ပါရီ။ရော့ထန်ရေရောက်ဖစံငါတဲ့ကတော့ပွဲနဲ့ဝေးနေတာသနစ်ခွဲနှစ်နှစ်နီးပါးလောက်ရှိပါပြီ။ဒါကြောင့်မလို့အပြင်းထန်ကိုဝိတ်တွေချနေရတာပါ။ အပြင်းထန်ဆိုပေမဲ့စနစ်တကျဝေချာတာဖြစ်တဲ့အတွက်သူ့အနေနဲ့တတော်လေးကိုအဆင်ပြေနေမယ်လို့တော့ပြည်သက်တွေကခံမှန်းထားကြပြီဖြစ်ပါ ರಿ ပြီးတခါကျတော့ဆန်ကားသေးရဲ့ပွဲချိုအင်တာဗျူးမှာဒီပွဲအတွက်သူ့အနေနဲ့သူ့ရဲ့ရောက်ဖဖြစ်တဲ့ Rotten နဲ့အထူးသဖြင့်လေ့ကျင့်ပြင်ဆင်ပြီးတော့သူ့ရဲ့ရောက်ဖဖြစ်တဲ့ Rotten ကဒီပွဲအတွက်နီးစနစ်တွေကိုချပြပေးတယ်ဆိုပြီးတော့ဆန်ကားသေးကပြောလိုက်တာဖြစ်တဲ့အတွက်ဒီပွဲအတွက် Rotten ကအများကြီးတည့်အောင်နေတယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်ပြီးတဲ့ခါကျတော့ဒီပွဲကချိုးသိမ်းပြီးတော့ဇန်ညွန်ရေးပြီးသား ရောချန်ရဲ့ရောက်ဖွားဆန်ကသက်ဟာအသက်16နှစ်နဲ့အနောက်တိုင်းဘောက်ဆင်ရဲ့ချန်ပီယံဖြစ်နေပြီလေဖြစ်ပါတယ်။ဒါကြောင့်မလို့ဝမ်ချန်ပီယံရှစ်ကတော့အထူးသဖြင့်ဝမ်ကိုခေါ်လိုက်ရပြီးတော့ခုလိုမျိုးအမျက်တနေရကိုရောက်ဖို့တော့မြန်မာဖိုက်တာတွေကိုအသုံးချနေပြီလေဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်စူပါယီချန်နေနဲ့အလေးမထိုးနိုင်ရင်တော့နိုင်ဖို့တော့လုံးဝလုံးဝမဖြစ်နိုင်ဘူးဒါကြောင့်မလို့စူပါယီချန်နေနဲ့မာဂွန်တိတ်မမြင်ပါတဲ့ဆန်ကာသစ်ကိုအောက်ပိုင်းနေဖြူဖို့လိုပါတယ်ပရိုထန်ကတော့ဒီပွဲမှာ သူ့ရဲ့ရောက်ဖွားဖြစ်တဲ့ဆန်ကားတဲ့နိုင်မလို့အတိအကျကိုခံမှန်းပေးထားလိုက်ပြီလေဖြစ်ပါတယ်။စူပိုင်ဂျန်ကတော့ခုလိုမျိုးရထန်ရဲ့ပြောစကားကိုဘသူကရှုံးမယ်နိုင်မယ်ပြောတာကိုယူမဆိုင်ပါဘူးတဲ့ကျွန်တော်လုံတဲ့နာကိုကျွန်တော်အကောင်းဆုံးလုတ်ပြသွားမယ်ဆိုပြီးတော့ဂျုံဝါထားတာလေးဖြစ်ပါရဗျာစူပိုင်ရေချအကောင်းဆုံးလုတ်ပြနိုင်မယ်လို့လေယုံကြည်တယ်ရောထမ်းမေးဖြစ်ဖြစ်ပါအကောင်းမေးဖြစ်ဖြစ်ဗျာဘသူပဲကူညီကူညီပြီးအကောင်းဆုံးလုတ်ပြသွားလိုက်ပါဗျာ